ပြည်သူတွေလုံးဝမျှော်လင့်မထားတဲ့ရက်မှာပဲချန်ပီယံကြီးပန်တိုချာနဲ့ ကျွန်တော်တို့ရဲဘော်မှာချိရတဲ့ဂျော့ရှွာမိုင်းရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ပြည်သက်တွေမျောလင်းနေကြတဲ့ဂျော့ရှွာမိုင်းရဲ့ထိုးပွဲကြီးဟာဆိုရင်တော့ဖြစ်ပြည်သက်တွေကလုံးကဒါစန္ဒလာပိုင်းအလေလောက်မှာပဲလာမေးလို့ထင်ခဲ့ကြပေမဲ့အခုချိန်မှာတော့ဒါ UFC ဘက်ကနေဂျော့ရှွာမိုင်းရဲ့ဘန်ဒူဂျာရဲ့ထိုးပွဲကြီးကိုဒုတိယကောင်းပွဲဖြစ်သတ်မှတ်လိုက်ပြီးတော့ဒါဒီဇင်ဘာလ6ရက်နေ့မြန်မာမှာဆိုရင်ခနေ့နေ့ မနေ့ပိုင်းမှာချိရတော့မှာပဲဖြစ်ပါတယ်။အခုဘန်ဒူဂျာက ို့ပြောပါပြီဂျော့ရှွာဘန်အနေနဲ့သူ့ကိုအနိုင်ယူနိုင်တယ်ဆိုရင်တော့ဖြစ်သူ့ကိုအနိုင်ယူဖို့အတွက်အရေးချင်းတကယ်ပဲရှိတယ်ဆိုရင်တော့ဖြစ်เนาะကျွန်တော်အနေနဲ့ဒါဘယ်လိုပြောရမလဲချန်ပီယံကပတ်ကိုပေးဖို့အတွက်အဆင်သင့်ပဲဆိုပြီးတော့ချန်ပီယံကြီးပန်းသူကြားကတဲပဲပြောသွားခဲ့တာပဲဖြစ်ပါတယ်ဗျာပြီးတကကြတော့ဂျော့ရှွာဘန်ကိုလုံးဝတင်မမထားရရီဒါပန်းသူကြားကပြောသွားခဲ့တာပဲရှိပါတယ်เนาะ ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲလူတိုင်းကားတဲ့ငါ့ကိုတွေ့တာနဲ့ Joshua ဘန်အကြောင်းပဲမေးကြတယ်တဲ့မေးတော့လေဖြေပေးရုံပါပဲတဲ့ဘန်ကအရန်ကိုကောင်းတဲ့လူငယ်ဖိုက်တာတယောက်ပါတဲ့အသက်ကလေအခုမှ24နှစ်ပဲရှိပါသေးတယ်ငါ့အတွက်ပြိုင်မဲကောင်းဖြစ်လာမယ်ဆိုတာတန်လျာဖြစ်စရာတော့မလိုပါဘူးတဲ့သူရဲ့ကစားပုံရဆိုရင်ဘောက်ဆင်ထိုးသက်ပုံကောင်းတယ်မြန်တယ်ကောင်းသားလက်တီချက်တွေတည်သက်တယ်ပြိုင်ဘက်ကိုအချိန်မရေပွဲသိမ်းနိုင်တဲ့ fighter မျိုးပါ रे ငါကလည်းအဲ့လို level ရှိတဲ့ fighter မျိုးတွေနဲ့ပဲထိုးသက်ချင်တာ रे အစိမ့်မရှိတဲ့ fighter တွေကိုအနိုင်ယူပြီးကပတ်ကြီးကိုဂိုင်ထားချင်သူမျိုးလုံးဝမဟုတ်ပါဘူးရိအမှန်တိုင်းပြောမယ်ဗျာရိဘန်ကိုအနိုင်ယူပြလိုက်ရင်လေငါလေးဂုံသက်မှာပဲတဲ့အခုချိန်မှာလူတွေကဘန်မဘန်ဖြစ်နေကြရိတဲ့ဘန်ကိုနတ်ဖျားသဘာလူထင်နေကြရိတဲ့ငါ့ကိုလွယ်လွယ်လေးအမောက်သိပ်ပြီးအနိုင်ယူပြမယ်လူလို့ထင်နေကြရိတဲ့ okay လေးတဲ့ငါတို့နှစ်ယောက်ကိုတန်းစကားဝိုင်းနေတာအများဆုံးထည့်ပေးလိုက်စမ်းပါမဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ကြပါရိဒီလိုပြောလို့ဘန်ကိုအထင်သေးတာမဟုတ်ပါဘူးရိငါလေးသူ့ရဲ့ပွဲတွေကိုအသေးစိတ်ကအစပြန်ကြည့်ပြီးလေးလာထားတာပေါ့ရိ ဒီလိုပွဲမျိုးမှာအကျိုးပြင်ဆင်မှုအားနည်းရင်ခံစားသွားရမှာပေါ့ရေဗျာတဲ့ငါဒီပွဲမှာ5 IG ကိုပုံမှုအားပြုကစားမယ်တဲ့အမှလုံးမရင်လည်းငါလေး Brandon Rover လို့ဖြစ်သွားမှာပဲတဲ့နော်ဒီကောင်လေးကကျွန်တော်ကိုသာအနိုင်ယူနိုင်တယ်ဆိုရင်တော့ဖြစ်ကျွန်တော်ကိုအနိုင်ယူနိုင်တဲ့အရေးချင်းရှိတယ်ဆိုတော့ဖြစ်ငါအဲခပတ်ကိုပေးဖို့ဝန်မလေးပါဘူးဆိုပြီးတော့ဘန်သူချာကတော့ဒဲပဲပြောသွားခဲ့ပြီနော်ဘန်သူချာကလည်းတကယ်ကိုမှ Joshua ဘန်ပေါ်မှာအထင်ကြီးလေးစားရဗျာနော် Joshua ဘန်ကအခုချိန်မှာ Instagram မှာအကြီးအကဲတကယ်ကိုမှအကြီးမားတဲ့လိမ့်ချင်းပြင်ဆင်မှုတွေလုပ်နေရနော်တရက်မှမ ဖြတ်ဘူးဗျာเนาะဆိုတော့တကယ်ဟိုမှာဟိုဘယ်လိုပြောမလဲဒါကဘာပေါ်မှာ promotion ကြီးကြီးမားမားထိုးတယ် promotion ကြီးကြီးမားမားမှာထိုးကြတယ်ဒါကျတို့သူတို့ဂျင်က fighter ကြီးတွေကိုရင်ကเนาะ Joshua ဘန်ကိုအတူလီဂျင်ပြင်ဆင်ပြီးနေတာကိုတွေ့ရတာအင်တာမှာအားရဖို့ကောင်းတယ်เนาะကြည့်ရဖို့တော့မဆောင်နိုင်တော့ဘူးကျွန်တော်မကြားခင်မှာကြည့်ရတော့မယ်ကြားထဲမှာပဲသလားမဘလူရောကြားထဲမှာတလားပဲလူပါတော့ रे let's go